အားလုံးပဲမင်္ဂလာပါလူချင်းမင်းတို့ကျွန်တော်ဒီကနေ့ဗီဒီယိုမှာကျွန်တော်ပုံမှန်တင်ဆက်ပေးနေတဲ့ view clip ရဲ့ episode 7ကိုပြန်လည်ရောက်ရှိလို့လာပါပြီ ဒီနေ့ပြည်မှာ training log ကိုစတင်ဝင်လာတဲ့သူတွေမှာမာယွန်းတက်တဲ့အယူအဆမကန်တဲ့စိတ်နေစိတ်ထားတွေကိုထားရှိနိုင်အောင်ကျွန်တော်ရဲ့ဒီ personal advice လေးတွေပြောပြပေးချင်ပါတယ်။ဒါကတော့ကျွန်တော်ကို training နဲ့ပတ်သက်ပြီးတော့လာမေးကြတဲ့သူတတော်များများထဲမှာငွေအချင်းကြီးဘယ်လောက်လိုတယ်၊ဒါဘယ်လိုအကောက်ဖွင့်ရမှာလဲ၊ဘယ် broker company ကောင်းလဲ၊ဒီလုပ်ငန်းရဲ့တလောက်ဝင်ငွေကဘယ်လောက်ထိရနိုင်လဲဆိုရဲစတဲ့မျိုးခွင့်တွေကိုထက်သလဲလဲလာမေးကြတာများပါတယ်။ဆိုတော့ဒီနေ့လူချင်းမျိုးကိုကျွန်တော် personal advice ပေးချင်တဲ့အကြောင်းတစ်ခုကတော့ there is no free money ဆိုတဲ့စကားပါကျွန်တော်လောကမှာအလကားရတဲ့ငွေဆိုတာမရှိပါဘူးအခု forex trading မှာနိုင်နေတယ်အောင်မြင်သွားတယ်ဒီ financial market trading မှာအကျိုးမြတ်ရတဲ့သူတွေအားလုံးကသူတို့လွယ်လွယ်ဖြစ်ရခဲ့ကြတာမဟုတ်ဘူးကျွန်တော်ကိုယ်ပိုင်တင်ပြချက်အရာကတော့သူတို့တွေက forex trading လောကမှာနနေ့အထက်ကျင်းညက်နေအောင်ရှင်းလင်းပြီးသားတွေလို့ကျွန်တော်ယူဆပါတယ်သူတို့တွေဘာတွေလုပ်ခဲ့ရလဲဆိုတော့ဒီ forex trading ပတ်သက်ပြီးတော့ အသေးအတန်လိလာခဲ့ရတာရှိမယ်စအုပ်ဖက်ခဲ့ရတဲ့အခြေအနေရှိမယ်သူတို့ကိုယ်ပိုင်အခြေအနေ personal life တွေနဲ့ပေးဆက်ပြီးတော့စူးစမ်းခဲ့ရတဲ့အခြေအနေရှိမယ်နောက်ပြီးတော့သူတို့ကြားကာလတွေမှာသူတို့စူးစမ်းနေတဲ့အချိန်မှာရားလည်းမထွက်ပဲစိတ်အားငယ်ခဲ့ရတဲ့အခြေအနေရှိမယ်နောက်ပြီးတော့အထီးကျန်ရှင်တွေကြာဆုံးရှင်တွေကြမ်းကြမ်းကရင်ဆိုင်ခဲ့ရတဲ့အခြေအနေအများကြီးရှိပါမယ်နော်ကျွန်တော်တို့တကယ်လောကမှာလက်ခံရတဲ့ငွေဆိုတာမရှိပါဘူး ဆိုလိုချင်တဲ့သဘောကကျွန်တော်က trading မှာတရက်နေရက်တခဏလောက်နဲ့ trading လောကထဲဝင်လာပြီးချက်ရှင်းငွေကိုလွယ်လွယ်နဲ့မြင့်မြင့်ချားနိုင်တယ်ဆိုတာမျိုးမဟုတ်ပါဘူး foreign trading business ရေတကယ် financial market ငွေကြေးစျေးကွက်စီးပွားရေးလုပ်ငန်းတစ်ခုပါတကမ္ဘာလုံးနဲ့ရှိပြီးတော့တန်ဖိုးများစွာကြီးမားတဲ့ စီးကွက်ခြင်းဖြစ်ပါတယ်ဒီလောကထဲဝင်လာတော့မယ်ဆိုရင်အချိန်ခဏလေးဒါပေါပေါလေးလွယ်လွယ်နဲ့ဝင်ရမယ်ဆိုတဲ့အသွေးရှိရင်အဲ့ဒီအသွေးကိုတခါတဲ့ဒါလည်းကျွန်တော်စွန့်ပစ်ထားခဲ့ပါဒီလောကမှာရက်တည်နိုင်ဖို့အဖက်ဖက်ကနေကျွန်တော်အသွေးကြုံတွေပစ်ဆက်ပြီးမှဒီဘဝကိုရောက်လာကြတာပါကျွန်တော်တို့အမှတ်ခံလိုက်ပါတယ်ဒီဈေးကွက်မှာခဏလေးနဲ့လွယ်လွယ်လေးဝေရနိုင်တဲ့လုပ်ငန်းလုံးဝမဟုတ်ပါဘူးတင်က forest market တွေမှာတကယ်တီးသွေးတော့မှဆိုရင်ခုခုကိုပြန်ပြီးတော့မေးကြည့်ပါကိုကဒီအဲ့အတွက် ဒီလိုငါ့အတွက်ဘလောက်ထိအချိန်တွေဝေကြီးတွေအာရုံစက်မှုတွေတည်ရမှုတွေအတွေ့အကြုံရဖို့အတွက်လောက်ရတဲ့အရာတွေမှာဘလောက်ထိကျွန်တော်တို့လုပ်ခဲ့ပြီးပြီလဲငါဟာဘလောက်ထိဒီစည်းကွက်ထဲမှာပိတ်ဆက်ပြီးပြီလဲဆိုတာမျိုးကိုပြင်ပြီးမေးခွန်းထုတ်ဖို့လိုအပ်ပါတယ်အဲ့လိုမှမဟုတ်ပဲငွေကလွယ်လွယ်လေးရနိုင်တယ်အများကြီးရနိုင်ပါတယ်ဆိုတကဘာလုံးကလူတွေအာဘာလုံးမှမလုပ်ရဲပဲ forex trading ကိုပဲလုပ်နေကြပါပေါ့ဒါချင်းမှာပြောခဲ့ပြီးပြီ business တကူပါအခုမှစားပြောလေးလာတူတူတွေတွေ့တာဟို personal advice ပေးချင်တာကတော့ဒါပညာကိုအရင်လေ့လာပါပြီးမှငွေရှာဖို့အကောင့်တွေစောက်ဖွင့်ဖို့ဒါစတင်တွေးပါပေါ့နော်ကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုပြုလို့ရမှာတထေးကြီးတူဖြစ်တဲ့ Warren Buffett ကပြောခဲ့တဲ့စကားသခွင့်ရှိတယ် land before you earn ငွေမရှာခင်ငွေကြေးပညာရက်ကိုဒါအရင်လေ့လာပါနောက်ပြီးတော့ the more you learn the more you earn ဒီမြင်းများလေ့လာလေတဲ့အချို့မြတ်မြင်းများရနေပဲတဲ့နော်ဆိုတော့ငွေရဖို့ကဒါနောက်ဆုံးအလုပ်ပါ trading education ကိုဒါသင်ပပိုင်းနိုင်နိုင်တည်ထားပြီးကြွချင်းထားလဲဆိုရင်ငွေချရတာလွယ်လာပါပြီဆိုတော့အဲ့တော့ trading မှာငွေတွေအများကြီးလွယ်လွယ်ရှာလို့ရတယ်ဘယ်သူကပဲကိုယ့်ကိုလာပြီးပြောပြောမယုံပါနဲ့လောကမှာတကယ်အလကားရတဲ့ငွေဆိုတာမရှိပါဘူးနောက်ပြီးတစ်ခုရှိသေးတယ်သင်က training log out ထဲမှာဒါ training လုပ်ချင်တဲ့သူလား trader ဖြစ်ချင်တဲ့သူလားဒါကိုယ်ကိုယ်ပဲပြပြနားလည်အောင်လုပ်ထားပါတော်တော်များများက training လုပ်ချင်တဲ့သူကပုံများနေတယ် နော်ပတ်စံရှိတဲ့အကောက်ဖွင့်လိုက်တာနဲ့လူတန်းက training လုပ်လို့ရပါပြီ training လုပ်ရတာလွယ်တယ်လေဆိုတော့သင်က trader ဖြစ်ချင်တဲ့သူဆိုရင်လေ့လာဖို့လိုမယ်အအချိန်တွေရင်းနှီးမြှုပ်နှံဖို့လိုမယ်နောက်ပြီးတော့ pace ဖို့လိုမယ်စည်းကမ်းတစ်ချက်ကိုလိုက်နာဖို့လိုမယ် training log out ရဲ့ဝင်လာတဲ့သူတွေအားလုံးကဒီ log out မှာတထည့်မြင်မြင်ဖြစ်မယ်ပတ်စံမြင်မြင်ရမယ်ဆိုတော့ဒါအတွေးခေါ်တဲ့ စိတ်နဲ့ဝင်လာကြတဲ့သူတွေကြီးပါပဲဒီအတွေ့အကြုံကြောင့်ပဲဒါ trading log ကတည်းကဝင်လာတဲ့ဒီ90%လောက် trader တွေအားလုံးကတော့အချုံနဲ့ပြန်ပြီးတော့ထွက်သွားခဲ့ရတာပဲတချို့ဆိုဘာမှမသိဘူးမလေ့လာဘူးတခါတည်းပတ်စံထည့်ပြီးတော့အကောက်ဖွင့်တယ်ဒါပြီးတော့ဒီ trading လောက်တယ်ထည့်တယ်မြတ်ငွေတွေဆုံးဆုံးတယ်တော့ပြန်ပြီးတော့ထည့်တယ်ပြန်ထည့်ပြီးတော့ trade တယ်ဒါအချိန်90 100လောက်မှတခါတခါလောက်ကန်ကောင်းပြီးတော့အများကြီးမြင့်သွားတဲ့အခါတွေရှိတယ်သူတို့ဒါဝင်တဲ့သူတို့ဒီအဟုတ်ကြီးထင်ပြီးတော့ပြန်ထွက်ကြတယ်ရသမျှဒီပြန်ကုန်သွားတာပဲ ဒီလိုနဲ့တန်တရာလည်နေတဲ့ trader တွေမှာအများကြီးပဲတချို့ဆို training လောက်ရတာကိုကျင့်တတ်တဲ့အဖွဲ့ကတက်တက်ကိုရှိတယ်မများ trade မှာအမြဲများများရမယ်ဆိုတဲ့ဒီ mindset ရှိတဲ့သူတွေကဒီလောက်ရတဲ့ကိုပို့ပြီးတော့လုံမိတယ် trade မလုပ်ရရင်မနေနိုင်တဲ့သူတွေပေါ့ trade လုပ်ရင်ရေခွန်မှုကတော့သူတို့ရနိုင်တယ်ဒါပေမဲ့ဒီပတ်စံလေးအနိုင်ကိုတော့ဒါရမှာတော့မဟုတ်ဘောနော် trading လုပ်ဖူးပြီးသားသူဆိုတိပါလိမ့်မယ် trading လုပ်တာဒီဒါပိုင်းစဲခလုတ်တစ်ချက်တည်းလိုက်ရပါပဲဒါလွယ်လွယ်လေးပါပဲတို့တော့ trading ရဲ့တကယ်ခက်ခဲတဲ့အပိုင်းကသင်ဘာကြောင့်ရောင်းပါလဲဝယ်ပါလဲဆိုတဲ့ reason ကိုရှာတဲ့အပိုင်းပဲဈေးအသက်ကြတိုင်းမှာကျွန်တော် reason ဆိုတာရှိနေပြီးသားအဲ့ဒီအချက်ကို တို့တိရဖို့ဆို analysis လို့ခေါ်တဲ့ဈေးကွက်တွေကိုခံမှန်းသုံးသပ်ကြပါတယ်။တနည်းအားဖြင့်ဒီပညာအရာလို့ခေါ်တဲ့ဒါ technically အရာဈေးကွက်တွေကိုခံမှန်းသုံးသပ်ရမယ်။နောက်ပြီးတော့ဒီ fundamental analysis လို့ခေါ်တဲ့နိုင်ငံရေးစီးပွားရေးစတဲ့ data အချက်အလက်တွေကိုနောက်ပြီးတော့ဒီစီးပွားရေးအသက်အကျတွေကိုအခြေခံပြီးတော့ဈေးအသက်နိုင်လားကျနိုင်လားဒါခံမှန်းသုံးသပ်တဲ့နည်းတွေ။နောက်ပြီးတော့ sentiment analysis လို့ခေါ်တဲ့စိတ်ပညာနှက်ခတ်ပြည်ပညာရက်တွေကိုတွက်ချက်ပြီးတော့ဈေးကွက်သုံးသပ်တဲ့နည်းတွေ။ ဒီချက်၃ချက်ပါဆိုရင်လူကြီးတို့ fundamental analysis လို့ခေါ်တဲ့သတင်းအချက်လက်တွေအရတာကြောင်းချင်းဝေချင်းတွေနောက်ပြီးဒီကောင်တွေကိုတော့ကြာဘူးပြီးသားအရင်ပြီးသားဖြစ်ပါလိမ့်မယ်ဒီစကွက်မှမဟုတ်ဘူးဒါပြမအယောင်းဝယ်လုပ်ငန်းတွေအားလုံးပါလေ training သဘောတရားကိုဒါနားလည်းပဲလူတွေကရောင်းမဝယ်မတွေဖြစ်လိဖြစ်တာရှိတယ်ရောင်းတဲ့ဈေးတန်းမှာ ဝယ်သိတဲ့ဈေးထဲမှာအာဆုံးဆုံးမှကြောက်ပြီးတော့ရောင်းဝယ်မလုပ်ပဲဈေးတက်ပြီးတော့အမြင့်ဈေးကြောက်မှသူများဝယ်လို့ဒါလိုက်ဝယ်တာမျိုးတွေအကိုလဲဝယ်ကောဈေးကထိုးကြပါလေရောဒီမှာစပြီးတော့ရှုံးတာပဲမသိရင်ပဲဈေးကွက်ကဒါတူးတယောက်တစ်ခုပဲဒါအချိန်ပြည့်စောင့်ကြည့်နေတာမျိုးဒါဖြစ်ပါလေရော တတိထားရမှာကအယောင်းဝယ်လုပ်ငန်းတိုင်းမှာအဆုံးမြတ်ဆိုတာရှိပါတယ်။ရောင်းချင်တဲ့ဈေးတန်းမှာရောင်းဝယ်ချင်တဲ့ဈေးတန်းမှာဝယ်လို့မရပါဘူး။ဘဏ်ကန်တဲ့အယောင်းဝယ်ကိုတင်မလုပ်တတ်ဘူး။စနစ်တစ်ခု plan တစ်ခုရှိမနေဘူးဆိုရင်လက်ရှိမှာတင်မြတ်နေရင်လည်းဒါရေရှည်မှာတင် training log မှာအကျုံးမြတ်ရှာပြီးရက်တည်ဖို့ဆိုတာလုံးဝအဆင်မပြေနိုင်ပါဘူး။ဒါကြောင့်ပိုင်ဆဲခလုတ်နေတာကလည်းဒါတင် trader ကောင်းတယောက်ဟုတ်မဟုတ်ဆိုတာကိုဖော်ပြပေးနိုင်ပါတယ်။ ရောက်ချင်တဲ့ဈေးထဲမှာရောက်ဝယ်ချင်တဲ့ဈေးထဲမှာဝယ်တယ်ဆိုရင်တော့ဒါသိကြတယ်တင်ကလူစားဖြစ်မဲ့သူပဲပြီးတော့နိုင်နိုင်ချုံချုံဝုံတိုင်းနဲ့ဒါ gambling ဆက်ဆန်းလောင်းကစားဆက်ဆန်းလုပ်လို့လည်းမရဘူးဒါအခွင့်အခါကောင်းကိုတေချာစောင့်ပြီးမှအရှမ်းရှူလာတဲ့စီးပွားရေး mindset ရှိဖို့လည်းလိုသေးပါတယ်နော်ဒါပြီးတော့ training လုပ်ချင်းဒီကျွန်တော်တို့အားလုံးရဲ့ impact ကဒါပတ်စံရဖို့ပဲဒါပေမဲ့ပတ်စံတာကိုတဲကြီးမဲကြီးမလိုက်ပါနဲ့ pro trader ကောင်းတယောက်ဖြစ်အောင်ကြိုးစားပါတကယ်လို့ pro trader ဖြစ်လာပြီဆိုရင်ပတ်စံကတင်းတာကိုလိုက်လာပါလိမ့်မယ် ထရေးနီလော့ကတဲ့ဝင်လာတော့မယ်ဆိုရင်ပတ်စံလွယ်လွယ်မဲ့ရမယ်ဆိုတဲ့အချောင်စိတ်တန်းနဲ့တော့မဝင်လာပါနဲ့ဒါပတ်စံတစ်ခုအထက်အတွက်နဲ့ဒါ training တက်ကိုရှင်းဆုံးပြပြီးတော့မဝင်ပါနဲ့ pro trader account တယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်တန်းနဲ့တော့ဝင်လာပါဒါအဲ့ဒီမှာ pro trader နဲ့ winning trader ဆိုပြီးတော့တက်ကွဲတာရှိပါသေးတယ် ဝင်းနင်းထရေဒါအတိုင်းကပရိုထရေဒါမဟုတ်ပါဘူးဘယ်သူမှစုကန်အကြောင်းကြောင့်ဈေးကွက်ထဲမှာတခဏတပြုတ်အနိုင်ရနိုင်ပါတယ်သို့တော့ပရိုထရေဒါတယောက်ကအနိုင်ရဖို့သူတို့မှစီးကဲတကြချက်မှတ်ထားတဲ့ plan တွေတတွေမသိလိုက်လာပြီးတော့ဒီရေရှည်မှာအနိုင်ရရမယ်ဆိုတဲ့စိတ်တက်နဲ့ချက်မှတ်ထားတဲ့ plan အတိုင်းလိုက်နာတဲ့သူတွေကိုပရိုထရေဒါလို့ခေါ်ပါတယ်ပရိုထရေဒါတယောက်ဖြစ်ဖို့အချိန်ငွေကြေးတွေလေးလာမှုတွေစီးကဲတကြလိုက်နာမှုတွေနောက်ပြီးတော့ကြာဆုံးရှင်းတွေအတိအကျရှင်းစိတ်တက်ကြအားငယ်ရှင်း စစ်တပ်ပိုင်းဆိုင်ရာရင်းချက်မှုတွေဒါအများကြီးရင်းနှီးရပါတယ်။ဒါပြီးတော့ခနာတပြုတ်နဲ့ trading log တွေဝင်လာပြီးတော့ pro trader လုံးဝမဖြစ်နိုင်ပါဘူး။နောက်ပြီးတော့ level အတိအကျဒါနေ့စဉ်နဲ့အများ trading log တွေကိုဝင်လာကြတာရှိပါတယ်။စီးပွားလုပ်ငန်းချင်းတွေလုပ်ငန်းအဖွဲ့အစည်းကြီးတွေအစိုးရဆရာဝန်တွေရှိနေတဲ့နိုင်ငံအစိုးရဝန်ထမ်းတွေနောက်ပြီးတော့သင်္ဘောသား engineer ဆောက်တဲ့ကျောင်းဆရာတွေတာမန်လူထမ်းစားတွေအလွန်ငယ်တွေပေါင်းစုံနော်နေ့စဉ်တကဘာလုံးနဲ့ချီပြီးတော့ဝင်လာကြတာပါ။ဝင်လာတဲ့သူတော်တော်များများကဒါအားလုံးက training ကိုဒါအထင်သေးကြတယ်ဒါပြောငွေကြီးတစ်ခုအတွက်နဲ့ဒါဝင်လာကြတယ် training log ရဲ့အသွေးခေါ်ကသူတို့ရဲ့တကယ်လက်တွေ့လုပ်ငန်းတွေနဲ့မတူဘဲတော့ပေါ့ပေါ့တန်တန်လုပ်မိရင်ဒါအားလုံးကကွဲကြပြဲကြတာပဲနော်ဒီလိုပြောလိုက်လို့ကျွန်တော်လူချင်းမျိုးကိုချင်းချောင်းနေရလဲမဟုတ်ဘူးဒါ trader ကောင်းတယောက်ဖြစ်ဖို့ဒီတော့ခက်ခဲနေလဲငါလည်းမဖြစ်နိုင်ဘူးလေအသွေးစရာမလိုဘူးနော်စိတ်တက်မကြပါနဲ့ဒါအရာအားလုံးကအချိန်ပေးတိဆောက်လိုက်ရရယူလို့ရနိုင်တဲ့အရာတွေပါစိတ်ရှိတိခံဖို့တော့လိုပါပဲ ထရီယာကောင်တယောက်ဖြစ်လာဖို့စဉ်ဆက်မပြတ်ဒါလေးလာဖို့လိုမယ်မန်ကန်တဲ့စီးပွားရေးမတ်ဆက်ကိုထားကြည့်နိုင်ဖို့လိုပါပဲဒါအလုံးပဲဒီကနေ့ဗီဒီယိုမှာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါအောင်မြင်တဲ့ထရီယာပြဖြစ်ကြပါစေနော်